ဒီဗီဒီယိုဖိုင်လေးမှာအရန်ကိုမှနာမည်ကြီးသွားတဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုဖိုင်လေးကတော့အာဒါကဘာလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကအာတူအောင်တို့ဇနီးမောင်နှံလို့ပြောတာပဲပေါ့နော်အာအဲ့ဒီဆိုင်မှာလာပြီးတော့ဝယ်နေတာကထူးဆန်းတာကထိုင်းကဘာဖြစ်လို့လုံကြီးပစိုးတွေဝယ်နေလဲတော့မသိဘူးပေါ့နော် နောက်တစ်ခုအဲ့ဒီဆိုင်လေးမှာလာဝယ်နေတဲ့ဒီထိုင်းနေကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံငလျင်ဘေးဖြစ်လို့လာပြီးတော့ကုညီပေးတဲ့အဖွဲ့အစည်းပေါ့နော်အဲ့ဒီအဖွဲ့အစည်းကိုအဲ့ဒီအဖွဲ့အစည်းကဒီဆိုင်လေးမှာဈေးလာဝယ်တာပေါ့နော်ဈေးလာဝယ်တဲ့ခါကျတော့အရန်တိရတ်တယ်လို့ပြောရမယ်လုံးဝမထင်ရဘူးပေါ့နော်တူအောင်တော့လှုပ်လိုက်တယ်အဲ့တော့နော်တကယ်အဲ့ဒါကြောင့်မလို့ ဟိုလူတိုင်းကိုကိုကအထင်သေးလို့မရဘူး short တွေ့လို့မရဘူးပေါ့နော်အရန်လေးစားဖို့ကောင်းတယ်ပေါ့နော်ဒါဘာဖြစ်လို့လဲဆိုသူ့ရဲ့စိတ်แท้မှသူတွေးထားတာကတော့ကျွန်တော်တွေးတာနဲ့မှားခြင်းလဲမှားမယ်မှားခြင်းလဲမှားမယ်ပေါ့နော်ဒါဂျေဆုတရားဆက်တာပဲပေါ့နော်ဘာဖြစ်လို့ကျေးဇူးတရားဆက်တာလဲလို့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့မြန်မာနိုင်ငံကိုသူတို့ကလာပြီးတော့ကူညီပေးတာလေနော်ကိုယ့်ရဲ့မြန်မာနိုင်ငံမှာငလျင်လှုပ်လို့အာငလျင်လှုပ်လို့ဒီ တိုက်တွေပြိုအိမ်တွေပြိုပြီးတော့အဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့လာပြီးတော့တခြားနိုင်ငံတွေကလာပြီးကူညီတာပေါ့နော်ဒါကိုသူ့အနေနဲ့ဒါကျေးဇူးသူနိုင်တဲ့ဘက်ကနေသူကျေးဇူးဆက်ပေးလိုက်တာပဲပေါ့နော်မြန်မာနိုင်ငံတနိုင်ငံလုံးတွေ့ပေါ့နော်အာအဲ့လိုမျိုးတော့ပြောလို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့အရန်ကူမှလေးစားပါတယ်ပေါ့နော်တွောင်းစိတ်တက်လေးလို့ပဲမြန်မာနိုင်ငံလူတွေကိုအတော်တော်များများထားစီခြင်းတယ်ဒါကတော့ပါလို့လဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကတခုတခုဖြစ်လာပြီဆိုရင်ကို ဒီဈေးရောင်းတဲ့သူတွေက အရန်ကိုဆိုးလွန်းအားကြီးလာတယ်ပေါ့နော်နာမည်တွေကတအားထွက်လာပြီပေါ့နော်။ဘာတွေထွက်လာလဲဆိုတဲ့အခါကျတော့အခုလိုမျိုးတစ်ခုတစ်ခုဖြစ်လာပြီဆိုလို့ရှိရဲ့ကုန်စည်နှုန်းတွေဈေးတင်နေအဲ့လိုမျိုးတွေပေါ့နော်။အာအိတ်ခမ်းကားတွေဈေးတင် နေအဲ့လိုမျိုးတွေဖြစ်လာတာပေါ့နော်။မလောက်ချပါနဲ့လို့ပြောချင်တယ်ပေါ့နော်။မေတ္တာရက်ခံပါလေ။အခုလိုမျိုးတကယ်ဒီတဘာဝဘေးနဲ့ကြုံတွေ့နေရတဲ့အချိန်မှဆိုရင် ဥပမာကိုအရင်လဲမပါရအောင်ပေါ့နော်အမြတ်ကိုမယူဘဲနဲ့ကိုကအတတ်နိုင်ဆုံးလေးတွေရှော့ပြီးတော့ရောင်းပေးကြပါလို့ပြောချင်တယ်ပေါ့နော်အေးကိုရဲ့နိုင်ငံကပုံမှန်အတိုင်းလဲပတ်နေပြီဆိုရင်တော့လေဒါကတော့ကိုကငွေရှာရတာဖြစ်တာကြောင့်မလို့အဲ့ဒီအချိန်ခါသူ့ရဲ့အချိန်ခါလေးတွေကိုကြည့်ပြီးတော့လောက်ရှိချင်တယ်လို့ပေါ့နော်ကျွန်တော်တော့ဒီလိုမျိုးပဲအကြံပြုချင်ပါတယ်โอเคဒီဗီဒီယိုဖိုင်လေးကိုကြည့်ကြည့်အောင်နော်

ဲ့အတိုင်းမျိုးဆိုတော့မပတ်ဆက်ဘူးတော့ပေါ့နော်ပန်းမျိုးဆိုတော့အမကပြောရရင်တော့ကျွန်တော်ကပတ်စံမျိုးလိုအဲ့ဒါပဲပြောနေတာ။တကယ်လေးစားသွားတယ်ပေါ့နော်တကယ်ချစ်ချစ်လေးတင်နေသူ့ပေါ့နော်။ အေးပစိုးလေးသူကဘာလို့ပြောလဲဒီခိုင်းမှာသူခိုင်းမှာဝတ်တာလည်းမဟုတ်ဘူးနော်ဒါမှမဟုတ်ရင်သူ့မှာမြန်မာလူနောင်တွေဘာတွေများရှိလို့လားမသိဘူးပေါ့နော်ကျွန်တော်ထင်တာဒီလိုမျိုးပဲထင်တယ်ပေါ့နော်ကြီးကြီးနော်ဒါအဲ့ဒီပီဒီယိုဖိုင်လေးကထိုင်းနိုင်ငံရဲ့တွင်ရဲ့မှာပြန့်နှံ့သွားပြီးတော့ဒီထိုင်းနိုင်ငံရဲ့တီတီတုံကတော်မှသူ့ကိုခေါ်တွေ့ဖို့တောင်းဆိုတဲ့ တည်င်းနေတော့မှကြားလဲရတာပေါ့နော်ကြည်ကြည်ဘလောက်တော့မှလေးစားဖို့ကောင်းလဲပေါ့နော်ဒါလှုပ်တဲ့နေတကယ်တမ်းဆိုရင်ဒါလှုပ်တဲ့နေဒါဘာဖြစ်လို့လဲဆိုရင်ကိုယ်နိုင်ငံကြီးကိုသူတို့ကလာကူညီတာလေနော်စေတနာနဲ့စေတနာနဲ့လာကူညီရဆိုရင်ဒါကိုယ်ကပေးရမယ်ကမ်းရမယ်ဒါတကယ်ပြုစုရမယ်ပေါ့နော်ဒါရန်ကိုမှမှန်ပါတယ်အကြောင်းမလို့ကျေးဇူးအများကြီးတင်ပါတယ်လို့အခုလိုမျိုးလေးလှုပ်ပေးလိုက်တဲ့တူအောင်တို့ဇနီးမောင်နှံကိုပေါ့နော် ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဒါတခုကျွန်တော်တို့ကောင်းတယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲလို့နောက်ဗီဒီယိုကြမှာကျွန်တော်တို့ပြန်လည်းဆုံစည်းကြမယ်เนาะဗီဒီယိုလေးကိုဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့သူတွေကိုအရန်ကျေးဇူးတင်တယ်เนาะဗီဒီယိုလေးတွေကိုကြည့်ရှုပေးကြတယ်အားပေးကြတယ်အတွင်းနဲ့တကယ်ကိုမှလည်းလေးစားပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့အာကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးတဘာဝဘေးတွေအန်တီရယ်တွေနဲ့